အေရီတိုင်းဝင်ကြီးချုပ်ကတကြံပွဲကိုအေးတကြံလို့အမိပေးပြီးနန်းလျှောက်တကြံပြုလုပ်ကတကြံပွဲဆင်နွယ်ရေကစားနေကြတယ်လို့သိရပါဗျ။ပသိမ်မြို့ကန္နာလန်မြို့တော်ဝန်ဘက်နက်ကဧပြီလ23ရက်နေ့ကဝင်းကြီးချုပ်ကိုရိုင်းတက်ရောက်ကဖွင့်ပွဲပြုလုပ်ပြီးဒီနေ့ဧပြီလ14ရက်နေ့တကြံအကြနေမှာလဲဝင်းကြီးချုပ်မြို့နယ်မှခရိုင်မှတိုင်းမှနဲ့ဌာနဆိုင်ရာဝန်ထမ်းတွေပါမကြံတကြံပွဲပြုလုပ်နေကြတယ်လို့သိရပါဗျ။ နလင်တန်တင့်ပြည်သူတွေကိုစာနာတော်အဖြစ်ရန်ကုန်နဲ့မန္တလေးပါဝင်မြို့ကြီးတွေရှိပြည်သူတွေတကြံပွဲပြုလုပ်ခြင်းမရှိတဲ့အချိန်မှာစစ်ကောင်းဆောင်ဆောင်ပြီးရေးပြီးတော့မှအေးတကြံလမ်းလျှောက်တကြံတွေပြုလုပ်နေက ARE တိုင်းမှာလည်းတိုင်းဝင်ကြီးချုပ်ဦးဆောင်ပြီးတကြံပွဲဆင်နွှဲနေတာဖြစ်ပါတယ်ပသိမ်မြို့တော်ဝန်မန်တက်မှာစရုဒီတာကျွေးမှုရဲ့နေရာကိုစစ်ကောင်းစီကခေါ်ယူထားတဲ့လူတွေနဲ့သာရေကစားကြပြီးတိုင်းတွင်းရှိအုပ်ချုပ်ရေးမှူးရိုင်းမတက်မနေရအကြောင်းကြားထားတယ်လို့ တရင်ထုတက်ဖွဲ့ပသိမ်ထံကသိရပါဗျ။ဝင်းကြီးချုပ်တက်ရောက်တဲ့တကြံဖြစ်တာကြောင့်စစ်ကောင်စီလောက်ခံရဲရင်းနေရဲ့ပြည်သူစစ်မိသက်ပြည်စောထီရဲစုစုပေါင်းအင်အားတရာခန့်ကိုအရဲဝက်နဲ့လုံခြုံရေးရှူပြီးကင်မွန်ဝေခိုင်းထားတယ်လို့ဒေသခံတွေထံကသိရပါဗျ။ပသိမ်ရှိဈေးကြောင်လန်းထိတ်ရွှေစည်ရီလန်းကန္နာဘတ်ကျန်တရာအောင်မှာလန်းတွေပိတ်ဆို့ပြီးအမှတ်နှစ်တရာအောင်မိသက်ယုံရှိမှလဲအရဲဝက်တွေနဲ့လုံခြုံရေးဖြစ်ယူထားတယ်လို့သိရပါဗျ။ ပသိမ်ခရရေကြီးမြို့နယ်ငတိုင်းချောင်းမြို့ကစစ်ကောင်စီလောက်ခံရဲတပ်ဖွဲ့ဝင်တွေဟာဧပြီလ23ရက်တကြံအကြိုနေ့ကစပြီးပျော်ဝဲရှင်ဘွဲအတွက်လူစုကမြို့ပေါ်ရှိအရက်ဖီယာဖျန့်ချီတဲ့လုံငန်းရှင်တွေထံကတဆိုင်ကူမြန်မာပြည်ကပလင်းနှစ်ပကင်စီတောင်းယူတယ်လို့ဒေသခံတွေထံကသိရပါဗျ။